ော့ရောက်ရှိနေတဲ့တရားမဝင်လိုက်စင်မဲ့ရင်တွေကိုစီမံချက်တွေချမှတ်ပြီးစစ်ဆေးဖန်ဆီးအရေးယူတာတွေလှုံ့ဆော်သွားမယ်လို့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်မျိုးကပြောပါရယ်မက်စလာတရနေ့ကကျင်းပတဲ့ပြောင်းစုလွတ်တော်အစည်းအဝေးမှာ2019-2018ဘဏ္ဍာနှင့်အမျိုးသားစီမံကိန်းဥပဒေကြမ်းရဲ့မူနဲ့အခြေခံသဘောဆွေးနွေးခြင်းနဲ့ပတ်သက်ပြီးပြန်လည်ရှင်းလင်းရမှာဒုတိယဝန်ကြီးဦးကျော်မျိုးကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါရယ် တရားမဝင်လိုင်စင်မဲ့ယာဉ်တွေကိုတပ်ဆိုင်ရာပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့ကြီးကြပ်မှုနဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိအဖွဲ့အစည်းတွေပူးပေါင်းပြီးစီမံချက်များချမှတ်ပြီးရှောက်တခင်စစ်စေးတာဖက်စီအေးအေးယူတာတွေကိုထိထိရောက်ရောက်ဆောင်ရွက်သွားမယ်လို့ပို့ဆောင်ရေးနဲ့စစ်တွေဒူဝင်ကြီးဦးကျော်မျိုးကပြောပါတယ်။ လိုင်စင်မရှိတဲ့မော်တော်ယာဉ်တွေကိုလိုင်စင်ရရှိရေးနဲ့ဆက်လင်းပြီး2020ခုနှစ်စက်တင်ဘာလ22ရက်နေ့အထိယင်းအစီးရေ6226စီးကိုရှင်ရဲကလာတံမို85ရာခိုင်နှုန်းပေးဆောင်စီပြီးတရားဝင်ယင်းအဖြစ်မှတ်ပုံတင်ပေးခဲ့ကြောင်းဒီလိုဆောင်ရွက်ပေးခဲ့ခြင်းမှာအဲ့ဒီအချိန်ကမော်တော်ယာဉ်တင်သွင်းခြင်းတွေကိုကတ်သက်ထားတာကြောင့်ဖြစ်တယ်လို့ဒုတိယဝန်ကြီးဦးကျော်မျိုးကရှင်းလင်းပြောကြားပါတယ်ဒါပေမဲ့ရင်းအိုရင်ဟောင်းအနံပြီးတင်သွင်းခွင့်ပြုတဲ့အစီအစဉ်ကို2017ခုနှစ်စက်တင်ဘာလ19ရက်နေ့ လူပုဂ္ဂိုလ်တဦးချင်းအလိုက်ရင်တင်သွင်းခွင့်ပြုတဲ့အစီအစဉ်ကို2012ခုနှစ်မေလ9ရက်နေ့မှာစတင်ဖြေလျှော့ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျာ။ လက်ရှိအခြေအနေမှာတရားမဝင်လိုင်စင်မဲ့ယင်တွေကိုတရားဝင်လိုင်စင်ရရှိအောင်ဆောင်ရွက်ပေးမယ်ဆိုရင်တရားဝင်သွန်းသွန်းလာတဲ့ရပိုင်ရှင်တွေမှာနှိမ့်နာမှုရှိတဲ့အတွက်မကျေနပ်တာတွေကြောင့်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ပေါ်လာနိုင်တာတရားမဝင်တင်သွင်းမှုကိုအားဖရရောက်စေမှာဖြစ်တာစတာတွေကြောင့်လိုင်စင်မရှိတဲ့မော်တော်ယင်တွေကိုလိုင်စင်ရရှိအောင်ရှော့ဖော့စဉ်းစားပြီးဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့ဦးကျော်မျိုးကပြောပါတယ် ပြည်တွင်းမှာရောက်ရှိနေတဲ့တရားမဝင်လိုင်ရှင်မဲ့ရေများကိုတဲဆိုင်ရာပြည်နယ်တိုင်းဒေသကြီးအစိုးရဖွဲ့များ၏ကြီးကြပ်မှုဖြင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိအဖွဲ့အစည်းများပူးပေါင်းပြီးတော့စီမံချက်များချမှတ်ကရှောင်းတခင်ရှစ်ဆေးချင်းဖန်တီရေးယူခြင်းများဖြင့်ထိတိယရဆောင်ရွက်ခြင်းနဲ့နေသဒေသဝင်ပေါင်းများမှထပ်မံယူဝင်ရောက်မလာနိုင်ရန်ဌာနချုပ်ပူးပေါင်းအဖွဲ့များဖွဲ့စည်းတာဝန်ပေးရတင်းကျစွာတားမြစ်ပိတ်ဆို့ဖန်တီခြင်းတို့ကိုစနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းရှင်းလင်းပြကြပါသည် ဒါအပြင်မော်တော်ယဉ်ရင်အိုယဉ်ဟောင်းအနှံ့ချင်းအစီအစဉ်တွေနဲ့နိုင်ငံရခြားမှမော်တော်ယဉ်တွေတင်သွင်းမှုတွေကိုလည်းမော်တော်ယဉ်တင်သွင်းခွင့်ဆိုင်ရာလုပ်ငန်းများကြီးကြပ်ရေးကော်မတီကမူဝါဒတွေချမှတ်ဆောင်ရွက်လျက်ရှိရလို့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဒူးဝန်ကြီးဦးကျော်မျိုးကပြောပါရယ်